ဘာဝပဲဆိုတာတဲ့မနစ်ကလည်းဖြစ်ခဲ့တာပဲနောင်နေလည်းဖြစ်အောင်ပါပဲအဲ့ဒါကိုကြိုတင်ပြင်ဆင်မှုတွေဘာမှမလုပ်ထားပဲအစိုးရစီကကယ်ဆယ်ရေးတွေကိုပဲမျှော်လင့်နေလို့မရပါဘူးတဲ့ငလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတွေနဲ့အတူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တက် relation လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်၄ရက်၄လ2025ပေါ့နော်မြေပြင်ရရှိတဲ့သတင်းတွေကိုနိုင်ငံတော်အကြီးအကဲတွေ အေဂျန်စွာနေထိုင်နေတဲ့ပြည်သူလူထုတွေတက်မတော်နဲ့တက်မတော်သားမိသားစုတွေအတွက်မြေပြင်ရရှိတဲ့သတင်းတွေကိုကျွန်တော်စပီကာသမားတယောက်အနေနဲ့အဖြေခံပေါ်ရတဲ့အမုန်းခံလူသားအတင်ဆက်ပေးနေတာဖြစ်ပါတယ်။အခုဟာကတော့တောင်ကြီးမောင်အေဂျန်ရဲ့ကြပြပေါ့နော်။လူတရိတ်ဆန်များတဲ့ပြည်သူက အပူသင့်ဒုက္ခနဲ့နဗန်းလုံးတောကြောင်လူလူတွေက ကောက်ကျစ်စွာပြုံးစာနာစိတ်ရှိသူတွေကဝိုင်းဝန်းကူဖို့ရှုယုံး ထမိန်ကျုံလူတစုကဟောင်လို့ကောင်းတုံးတဲ့မောင်အေးချန်တောင်ကြီး3ရက်4လ2025 7နာရီ35မိနစ်မှာရေးရေးဆက်ခဲ့တဲ့ကြပါပေါ့နော်ဘေးရန်ခတ်သိမ်းငိမ့်ကြပါစီတဲ့နော်အပူခတ်သိမ်းငိမ့်ကြပါစီတဲ့အဲ့တော့ကျတော့ကျွန်တော်ပြောချင်တာကစစ်ကတော့စီရီသတင်းကတော့တက်မတော်ကနေပြီးတော့တပတ်သက်အပြစ်ခတ်ရဲစဲထားတယ်တကြံပြီးတော့မှပြန်စမယ်လို့နော်ဟိုမှတ်ယူရတယ်ပေါ့အဲ့လိုပဲပြောရမှာပေါ့နော် နောက်တစ်ခုက ကျွန်တော်ပြောချင်တာကစကိုင်းမန္တလေးဘောနော်ကျွန်တော်တို့အလူရှင်တွေကလူကြတယ်အလူရှင်တွေကလူကြတယ်စကိုင်းဘက်မှာဆိုလို့ချင်းကျွန်တော်တို့ကြားတာမနေ့ကကားခွန်စီးနော်ကျွန်တော်ရဲ့အသည့်မိတ်ဆွေတွေတွားရောက်လူတန်းနေလူတန်းတဲ့အချိန်မှာစကိုင်းမှာကလည်းတဲ့အလူပေါ့နော်ပစ္စည်းကလိုတလောက်ရနေတဲ့အတွက် တချို့ကားတွေဆိုရင်အလူပစ္စည်းတွေကိုပြန်လှည့်လာပြီးတော့မှမန္တလေးမှာပြန်လာလူတယ်တဲ့အဲ့တော့ကျွန်တော်လည်းစကိုင်းကမြေပြင်အခြေအနေကိုမေးတယ်စကိုင်းကမြို့တော်စီမံရုံးရဲ့ဖုန်းနံပါတ်လည်းကျွန်တော်မှာရှိတယ်ကျွန်တော်ပြောချင်တာကအဲ့မြေပြင်အခြေအနေမေးတော့လေတချို့ကနေရာလည်းမရဘူးအဲ့အဲ့နဲ့ကျွန်တော်က royalty အချိုးရဝယ်မယ်ဆိုပြီးတော့မှဝရကျွန်တော်လူရင်တော့ royalty တွေရေတွေစံတွေစီတွေပါမှာပေါ့နော်အဲ့ဒီမှာ royalty အချိုးဈေးဆိုင်ကို သွားဝယ်တဲ့အချိန်မှာ Riot အချိုရည်တိုင်းကကိုစိုးဘုံဝေးဆိုတာကိုသိတော့သူတို့ကပြောပြတယ်အကိုကကျွန်တော်စကိုင်းကိုသွားလို့လာသုံးခါရှိပြီတဲ့နောက်ဆုံးတစ်ခါမှာကျွန်တော်တွေ့ခဲ့ရတာကတဲ့သူတို့ကအဖွဲလိုက်အဖွဲလိုက်ဒီ Riot တွေဒီရည်တန်ဘူးတွေကိုသူတို့ကဆာလာရင်းနဲ့ထုတ်ပြီးတော့မှ ပြန်ပြီးတော့ရောင်းတာပြန်ရောင်းတာအဲ့လိုအဖွဲကတီးတန်းတစ်ဖွဲရှိတယ်နော်တစ်ဖွဲရှိတော့အဲ့ဒီအကိုကသူလည်း တဲတွေပါတွေထိုးတယ်ပေါ့နော်တဲတွေပါတွေထိုးတဲ့လူတွေကိုပတ်စံသူတက်နိုင်တယ်လို့ပေးတဲ့ချိန်မှာအဲ့ဒီအဖွဲအုပ်စုကစကိုင်းဘက်မှာဖြစ်စဉ်ကအဲ့ဒီအကိုခဲနဲ့ဝိုင်းထုတ်တာဝိုင်းပေါက်တာအဲ့လိုဖြစ်စဉ်မျိုးဖြစ်တယ်ပြီးရင်ဓမင်းတွေယူလိုက်တယ်သူတို့ဟင်းယူပြီးတော့ဓမင်းကိုလွတ်ပလိုက်တယ်သူတို့မကြိုက်တဲ့ဟင်းဆိုရင်အကုန်လုံးလွတ်ပလိုက်တာလေပြီးရင်မန္တလေးမှာလည်းဒီလိုပဲတွန်းလဲတွေနဲ့နော်ဆာလာအိတ်တွေနဲ့အဲ့လို နေရာမျိုးတွေရှိတယ်ပေါ့နော်မြမာပြည်ကတချို့တချို့တော့လူဒန်းစားနော်တော်တော်အောက်တန်းကြပါတယ်ကျွန်တော်တို့ဒီလိုမြမာလူမျိုးတွေနဲ့ဒီနိုင်ငံမှာရှင်တွဲပြီးငါမြမာလူမျိုးဟုတ်ငါမြမာလူမျိုးငါဗမာလူမျိုးလို့ပြောရတာအရန်ကိုရှက်ဖို့ကောင်းပါတယ်နော်အောက်တန်းစားကတော်တော်ကိုစံပါတယ်နော်အဲ့တော့ကျွန်တော်လူဝမဲ့လူကစိတ်ထဲမှာတမျိုးဖြစ်သွားတယ်အခုကျွန်တော်မန္တလေးကိုသွားမှာနော်မန္တလေးကိုကျွန်တော်လိုအပ်တဲ့ဘယ်နေရာတွေလိုအပ်လဲသွားကြည့်မယ်ပြီးမိတ်ဆွေတငယ်ချင်းတွေနဲ့သွားရောက်တိုင်ပင်မယ် ကျွန်တော်ကနောက်တရက်နေ့ရဲ့အတွင်းမှာအလူရှင်ရှိတယ်စံအိတ်3ပြီ3ပြီအိတ်900စီ90တာတပူနောက်တစ်ပတ်မှာစံ6ပြီအိတ်2000စီ90တာဘူး2000အလူရှင်နဲ့ပူတွဲပြီးကျွန်တော်တို့လူမှာဒါပေမဲ့ကျွန်တော်ကအဲ့လိုမျိုးတွေစိတ်တွေဖြစ်တော့ကျွန်တော်လူရမလားမလူရမလားအဲ့လိုတွေဖြစ်နေတယ်အခုဟာငွေကြီးတွေ နောက်တစ်ခုကကျွန်တော်ကဒီလဘကမှာပေါ့နော်အဲရဲလေးတွေစစ်သားလေးတွေတပ်မတော်တွေရှောက်ပြီးတော့မပြန်ခဲ့ရအောင်သူတို့ကမနေ့စာ breakfast နေခင်းစာညစာတော့သူ့ဟာနဲ့သူစီစဉ်ထားတာရှိတယ်ဒါပေမဲ့အဲ့ဒီရဲလေးတွေစစ်သားလေးတွေကအခုအလုံးလုံးတော့ဗျာကဲသေးရဲလို့တွေလို့တယ်ပူတော့ပန်းတာပေါ့အနေကင်းလို့အချိန်မျိုးမှာမုံတီတုတ်လို့မျိုးအလဖတ်တုတ်လို့မျိုးဥမာအေးလို့မျိုးကြံရည်လို့မျိုး အမျိုးစုံပေါ့အဲ့ဒါမျိုးလေးတွေကျွန်တော်ကလူပိုလဲစိတ်ကူးရှိတယ်เนาะအဲ့တော့ဒီအောက်တန်းစားတွေကိုဒီအောက်တန်းစားတွေကြောင့်ကျွန်တော်တို့လူရမဲ့လူကတွန့်တွန့်နေတယ်ကြောက်နေတာเนาะကြောက်နေတာအဲ့တော့じゃတော့အဲ့ဒီလူတွေကိုဘလို့ကျွန်တော်တို့ပေါ့เนาะတိုက်ဖြတ်ရမလဲအေးယူရမလဲပေါ့เนาะအဲ့ဒါတွေကိုလည်းကျွန်တော်တို့စဉ်းစားတယ်အခက်တာကျွန်တော်ကပြင်ဦးလင်မှာနေတာအဲ့မန္တလေးတို့စကိုင်းတို့မှာနေရလဲမဟုတ်ဘူးအဲ့တော့ကျွန်တော်လဲလိုင်းပေါ်ကစပီကာတယောက်အနေနဲ့ပဲ ဒါကမြေပြင်မှာရှိနေတဲ့လူကြီးတွေသိအောင်လို့เนาะဟိုတာဝန်ရှိတဲ့လူကြီးတွေပေါ့အဲ့လိုစကိုင်းတို့အဲ့ဒီမန္တလေးတို့မှာရှိတဲ့လူကြီးတွေသိအောင်လို့ပဲကျွန်တော်စပီကာတယောက်အနေနဲ့လှုံ့ဆော်ပေးနိုင်တာနောက်တစ်ခုကတဘာဝပေးဆိုတာတဲ့မနစ်ကလည်းဖြစ်ခဲ့တာပဲနောက်နစ်လည်းဖြစ်အောင်ပါပဲအဲ့ဒါကိုကြိုတင်ပြင်ဆင်မှုတွေဘာမှမလုပ်ထားပဲအစိုးရစီကကယ်ဆယ်ရေးတွေကိုပဲမျှော်လင့်နေလို့မရပါဘူးတဲ့နောက်ပြီးတဲ့အခုချိန်မှာ 21ရာစုပင်လုံကိုအောင်မြင်အောင်ဖော်ဆောင်ရေးရတဲ့အရေးအကြီးဆုံးမှုအချောင်းလိုချင်နေတဲ့သူတွေစီကိုတွားတွေ့ပေးဖို့ဆိုတာမဖြစ်နိုင်ပါဘူးတဲ့ဒေါ်စုကြည်ကိုယ်တိုင်ပြောခဲ့တဲ့စကားနော်ကျွန်တော်လည်းတွားတရိယာမိတယ်ကျွန်တော်လည်းပေါက်ပေါက်ချာချာဒေါ်စုကြည်ကိုကျွန်တော်တွားတရိယာမိတာပေါ့နော်နောက်တစ်ခုကမန္တလေးမှာတို့ကိုတော်ဘုန်းကြီးနဲ့ငလင်လုံးအပြီးမှာတဲ့ဒူးဆန်းတဲ့လူသားချင်းစာနာမှုကင်းမဲ့တဲ့မူကင်းတစ်ခုဖြစ်ပေါ်ပါတယ်တဲ့ဒါကမန္တလေးမြို့အောင်ရည်သာဇံမြို့နယ် ညောင်ကွဲနေလုံးနေလုံးဆိုင်ရာဖိုးပေကုံရက်ွက်ပါခမရတဲ့စတလန်88လန်တောင်းကဂျင်ဝိုင်းပါတဲ့မယ်လင်လုတ်အပီသုံးတက်တိုက်ပြိုကျသွားပါတယ်အပေါ်ဆုံးတက်ကဂျင်ဝိုင်းပါအလေတက်ကဖဲဝိုင်းနဲ့အောက်ဆုံးတက်ကလည်းဂျင်ဝိုင်းပါတဲ့မယ်လင်လုတ်တော့လူအများကြီးတိုက်ပြီးသွားပါတယ်တဲ့အဲ့ဒါကိုဂျင်ဝိုင်းပိုင်ရှင်ကပေါ်ပါတယ်တဲ့သူ့ရဲ့မိကန်တစ်တာကိုဘဟိုးနဲ့ကြံလူတွေကိုအချိန်နဲ့တပြေးညီကယ်ဆယ်မှု လုံးဝလုံမသွားဘူးတဲ့ဒီအဖြစ်အပျက်မှာတဲ့ရက်ကွက်တာဝန်ရှိသူတွေအချို့ ਨੇ ပေါင်းပြီးလုတ်သွားတာပါတဲ့နော်အတူနောက်တစ်ခုကတော့ဒါကနောက်တဲ့ပြည်သူတယောက်ရဲ့ဟိုပါပေါ့ကြပြာလေးပေါ့ငိုကြွေးတန်နဲ့နိုင်ငံအရေးရေနှိမ့်စင်းချိန်ပြည်ပြက်မိစာမီဒီယာများဟစ်အော်မြည်ကြွေးတိုင်းပြည်ရေးကိုလက်နက်ကင်များပေါင်းဖွဲ့လုတ်ချံမဟန်တော်လဲငိုကြွေးတန်ပဲစူညာဆဲစူညာဆဲလို့ဂျင်းဝါလုံစော် လူမျိုးကုံစုံမြမာသုံးမရတ်တော်မာလာ လူပလာများ မောင်စုဆန်းတီချစ်တဲ့တရက်၄လ2025ရေးခဲ့တဲ့ကဗျအေးချမ်းစီခြင်းမြမာတခွင်းတဲ့နော်အဲ့တော့ကျွန်တော်အဲ့လိုမျိုးပေါ့နော်အလူအတန်းတွေလုံးဖို့ဟာအဲ့လိုတွန့်တုံနေတဲ့စိတ်ထဲမှာဓမျိုးဖြစ်သွားတာပေါ့ငါလူတဲ့အလူပစ္စည်းရများအဲ့လိုမတမာသူလူတစုလက်ထဲမှာရောက်သွားမလားပေါ့နော်ကျွန်တော်ပြောပြီးပြီစံအိတ်ငါစံ၃ပြိအိတ်900 900ရဲ့3ပြည့်900ရဲ့ IC ပိတ်တာ90တာ900အနောက်တစ်ဘက်မှာအဲ့ဒါလူပြီးနောက်တစ်ဘက်မှာကျတော့စံ6ပြည့်8000စီရလေ90တာဘူး2000အဲ့ဒါကျွန်တော်ကိုလဲလေလိုင်းပေါ်ကနေပြီးတော့မှเนาะကျွန်တော်ဒီဘုံနေခွန်ရှစ်3 93လုံးတုံကြကိုတုံကြရဲ6ရှစ်ခွန်ရှစ်4 4လုံးနေရဲเนาะတချို့တော့လိုအပ်နေတဲ့လူတွေလဲကျွန်တော်ကိုတောင်းဆိုလို့ရပါတယ် အောင်ဆိုလို့ရတယ်ကျွန်တော်အတက်နိုင်ဆုံးရောက်အောင်ကျွန်တော်စီစဉ်ပေးမယ်နောက်တော့ဖအံအလူချင်းတို့ကပေါင်မုတ်အလုံး2000လှူထားတယ်အဲ့ပေါင်မုတ်လည်းမရောက်သေးဘူးပေါင်မုတ်လည်းဆက်ယုံမှာတွားယူအောင်မှာပေါ့နော်အဲ့တော့ဒီလိုမတမာသူလူတစုကိုပေါ့နော်ကျွန်တော်ကဟိုနည်းနည်းလေးတော့ကြောက်နေတာသိရမလားအဲ့လိုလူတွေရှိမရောက်စေချင်ဘူးအဲ့ကျွန်တော်လည်းအဲ timing ဆွေးနွေးပြီးတော့ဘယ်လိုရောက်အောင်လုပ်ပေးရမလဲဆိုပြီးတော့မှကျွန်တော်လုပ်နေတယ်နောက်တစ်ခုကကျွန်တော်အုံကုန်းအုံကုန်းဆိုတာကိုကျော်စိုးဦးအဲဒုံလဘက်ခံတဲ့အကြောင်းပေါ့နော် ိုဆရာတော်ဘုရားကတော့အုံကုန်းကဆရာတော်ကျောင်းနိုင်ဆရာတော်ကဥပညာလို့ခေါ်တယ်အမျိုးသားကြီးဆရာတော်ပေါ့နော်သူကအလူရှင်ရှိရင်တဲ့ကိုညီပါတဲ့တကားတဲ့တာရုပါတဲ့ဘုန်းကြီးပါတဲ့တကားတဲ့သူကဥပညာဆိုကျွန်တော်တို့သိတယ်ခပေါင်းတောင်မူတောရွာလေးပါတကားတဲ့အစင်ပြေချမ်းပါချင်းကခပေါင်းတောင်မူတောရွာလေးမှာဖြစ်သွားတယ်ဒီမှာဘုရားရဲ့ပုံပေါ့နော်ဒါနော်အဖျားတွေဖြစ်တဲ့အဆောက်အဦတွေ ပေါ့နော်ဇေဒီဘရိုးတွေဒီမှာဟိုဟာတွေရုတ်တုတော်တွေလဲကုန်တယ်ပေါ့နော်ကျွန်တော်ဒီဘုံလေးကတော့တိတ်မကောင်းတော့လို့နော်အဲဒီလိုရုတ်တုတော်တွေလဲကုန်တယ်အဲဇေဒီကတော့ဒီလိုတွေပေါ့နော်ဟိုအက်ကွဲကုန်တာပေါ့အက်ကွဲကုန်တာအဲ့မှာမြင်ရပါလိမ့်မယ်အဲ့ဒါလေးတွေလည်းကျွန်တော်လူဖို့ရှိပါတယ်ပေါ့နော်ဆရာတော်ဘုရားနဲ့ဆက်သွယ်ပြီးတော့ဒီအော်တိုင်းတွေအဲ့လိုပြိုကျပျက်စီးသွားတာရှိတယ်ပေါ့နော်အဲအဲ့လိုမျိုးအဲ့ဒါလေးတွေလည်းကျွန်တော်လူဖို့ကျွန်တော်အဲ့ဒါပဇံပေါ့နော်အလူရှင်ပဇံလည်းအဲရှိတဲ့တလောက်ရှိတယ် ကျွန်တော်ကတော့အလူမခံတော့နည်းနည်းတော့ဟိုပါဖြစ်တာပေါ့ကိုယ့်အကူရုံးကန်တာပေါ့အဲသူများလူလာလေးယူတော့ရောင်းအောင်လုပ်ပေးမယ်အဲအဲ့လိုမျိုးလူရင်ကောင်းမလားအဲစကိုင်းဘက်ချောင်းကိုလည်းလမ်းပြီးတော့တချို့လူဆိုရဲရေတံဘူးတဘူးရဖို့တော့တော်တော်တန်းစီနေရတာပါတဲ့အဲဒါပေမဲ့ဘာပဲပြောပြောကိုယ့်ရဲ့အလူကတော့ဖြစ်မြောက်လောအမှာအတွက်အကောင်းဆုံးတော့ကျွန်တော်တို့စီစဉ်ရမှာပေါ့နော်မြမပြီးအများဆုံးငြိမ်းချမ်းပါစေရှင်နှန်းရောက်နေတဲ့တက်မတော်သားတွေဘေးရန်ကြီးအကင်းရှိပြီးနောက်တန်းအမိသားစုတွေအများဆုံးပြန်လည်ပေါင်းစပ်နိုင်ပါစေငလင်ဘေးဒဏ်တင်သွားတဲ့ ပြည်သူညီကုံမောင်နှမအားလုံးလည်းအစအစအရာအစဉ်ပြေပြီးအမြန်ဆုံးပုံမှန်အချိန်ကိုပြန်လည်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်အဖြေခံဘဝနဲ့အမုန်းခံလူသားကမေတ္တာပို့ဆုတောင်းပေးလိုက်ပါ။